ိုင်းစီးရီးမှာ International School ပိတ်သိမ်းရခြင်းရဲ့နောက်ွယ်ကသမိုင်းကြောင်းပရိသတ်ကြီးတို့အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အခု social media ပေါ်မှာရေပန်းစားနေတဲ့ရန်ကုန်မြို့ကတရေ6ခံရလို့ပိတ်သိမ်းလိုက်ရတဲ့ International အကြောင်းပိတ်သိမ်းခံရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်တိုင်းစီးရီးဆိုတဲ့နေရာဟာလူငယ်တွေအတွက်အပန်းဖြစ်စရာနောက်ပြီးရန်ကုန်မြို့ရဲ့အထင်ကြီးရနေရာလည်းဖြစ်ပါတယ် မိသားစုတွေအတွက်ကတော့ဈေးဝယ်ထွက်စရာနေရာတစ်ခုဖြစ်တဲ့ရန်ကုန်မြို့ကအထင်ကြီးရနေရာကိုကျမတို့အားလုံးရင်းနှီးကြမှာပါအခုသတင်းကတော့တိုင်းစီးတီးထဲမှာဖွင့်လှစ်ထားတဲ့ International School တစ်ခုဟာငွေကြေးခက်ခဲကြောင်မဟုတ်ပဲဘလို့မှဖြည့်ရှင်းလို့မရတဲ့အခြားသောအကြောင်းပြချက်တစ်ခုကြောင့်ရုတ်တရက်ပိတ်သိမ်းလိုက်ရတဲ့ဆိုတဲ့ကိစ္စပါဒီလိုခြောက်ခံရတာအခုမှမဟုတ်ဘူးအရင်ကတည်းကလို့ပြောကြပါမယ်တချို့ကတော့ဒီမှာတခါမှမခြောက်ဘူးလို့လည်းပြောကြပါဗျာ ပိတ်သိမ်းခံရတဲ့အကြောင်းပြချက်ကတော့တဘာဝလုံးနန္နာဘဝချောင်းလန့်မှုများကြောင့်ပဲဖြစ်ပါတယ်။ចောင်းသားတွေဟာចောင်းမှာဒီလိုကိစ္စတွေကိုကြုံတွေ့ခဲ့ရတယ်လို့ပြောကြပြီးထိတ်လန့်ပွေရာတွေကလည်းခဏခဏဖြစ်တယ်လို့ဆိုကြပါတယ်။အွန်လိုင်းပေါ်မှာပြန့်နေနေတဲ့အချက်လက်တွေအရဒီចောင်းမှာကြုံတွေ့ရတဲ့ချောင်းလန့်မှုတွေဟာရိုးရိုးရှင်းရှင်းအရေးရောက်နေမြင်တာအတန်တွေကြားရတာထက်အများကြီးပိုပြီးကြောက်စရာကောင်းပါတယ်။ဒါဆိုရင်တော့အတော်လေးပြင်းပြင်းထန်ထန်ခြောက်ခံရတယ်လို့ပဲပြောရမှာပါ။ နန္ဒဘဝတွေဟာအတန်းနဲ့အထိတခါတလေဝင်ရောက်ဆော့ကစားကြတယ်။ဘလို့ဆော့ကစားကြလဲဆိုရင်ကလေးတွေနဲ့စကားပြောတာခုံတွေကိုထူတာတခါတလေဆိုရင်ရှောင်းလန်းဘော်ကိုလမ်းလျှောက်တာတွေပါလုပ်လို့ရှိပါတယ်။နောက်ထပ်မကျွတ်လို့သေးတဲ့နန္ဒဘဝများကကျောင်းဆရာဆရာမပုံစံဖန်ဆင်းပြီးကျောင်းကကလေးငယ်တွေရဲ့အတန်းနဲ့အထိဝင်ရောက်ပြီးဆော့ကစားတာစကားပြောတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။မိဘများကကြာလာတော့ထိတ်လန့်လာကြပြီး တခါကမိဘတို့ရဲ့သားသမီးကအိမ်ပြန်ရောက်တဲ့အခါဒီနေ့ဆရာမအစ်တစ်တယောက်နဲ့ဆော့ခဲ့တယ်လို့ပြောပေမယ်။ကျောင်းမှာအဲ့ဒီလိုဆရာမမျိုးလောဝမရှိခဲ့ပါဘူး။ဘလောက်တောင်ထိလန့်စရာကောင်းမလဲစဉ်းစားကြည့်ပါ။ဒီလိုမရှိမှန်းသာကလေးတီးခဲ့မယ်ဆိုရင်ကလေးအတွက်စိုးကြိုးတွေရှိလာနိုင်ပြီ။ဒီလိုဖြစ်ရတဲ့ဇဒိုက်ကြုံတွေ့လာရပြီးတဲ့နောက်ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက်စိုးရင်ရတာကြောင့်ကျောင်းအနာပိုင်တွေကကျောင်းကိုဆက်လက်မဖွင့်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါဗျ။ဒါပြင်တိုင်းစစ်တီးရဲ့နေမြေတမိုင်းဆောင်ကလည်းရှိပါသေးတယ်။ ဒီလိုထိလန့်စရာကောင်းတဲ့အဖြစ်ရက်တွေဘာကြောင့်ဒီနေရာမှာဖြစ်လာရလဲဆိုတော့အဖြစ်ကိုရှာဖို့အတွက်ကျမတို့အတိတ်ကိုပြန်သွားရမှာပါတိုင်းစီတီတည်ရှိနေတဲ့ဒီမြင်းရဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရန်ကုန်မြို့ရဲ့အကြီးကတုတ်တန်ကြီးဖြစ်တဲ့ကြံတော်တုတ်တန်ရဲ့နေရာ ဖြစ်နေလို့ပါဒီနေရာမှာအရေးတော်ပုံတွင်ကြာဆုံးသူများကိုမြှုပ်နှံခဲ့တယ်လို့သိရပါဗျကျွန်တော်တုတ်တန်ဆိုတာတာမန်တင်းတိုင်းတစ်ခုမဟုတ်ပါဘူး ခေတ်ဆက်ဆက်ကထင်ရှားကြော်ကြသူတွေနိုင်ငံရေးကောင်းဆောင်တွေအမှုပညာရှင်တွေကစားလို့တာမန်ပြည်သူတွေဆုံးမြုံနိုင်ခဲ့တဲ့နေရာပါပူပြီးဝမ်းနဲ့ထိတ်လန့်စရာကောင်းတာက1988ခုနှစ်လူလူအရေးတော်ပုံကြီးမှာကြောက်ဆုံးခဲ့ရတဲ့အပြစ်မဲ့ပြည်သူတွေကျောင်းသားလူငယ်တွေရဲ့ရုပ်အလောင်းရပောင်းများစွာကိုအစုလိုက်ပြုံလိုက်မြုံနိုင်ခဲ့တဲ့နေရာလေးဖြစ်ပါတယ်ဒီလိုအစိမ့်သေးအကြမ်းသေးမကြေမလည်စူးစီးခဲ့ရတဲ့ဝိညာဉ်ပေါင်းများစွာရဲ့စူးစီးရမည်ဖြစ်ပါတယ်တင်းကျပ်ရွှေပြောင်းခြင်းနဲ့အဆောက်အအုံဆောက်လုပ်ခြင်း 1996ခုနှစ်မှာဒီတင်းကျိုင်းကိုအစိုးရကရှင်းလင်းပြီးရေဝဲကိုပြောင်းရွှေ့ခဲ့တဲ့ဆိုပေမဲ့အဲ့ဒီလိုကြီးမားတဲ့ရွှေပြောင်းရှင်းလင်းမှုကြီးကဘယ်လောက်ထိပြည့်စုံနိုင်မှာမလဲမကြံဘူးဆိုရင်အနည်းဆုံး10လောင်းကတော့ကြံကိုကြံပါတယ်ပြီးတော့ဆောက်လို့ရင်မှထူးဆန်းမှုများကိုလည်းကြုံတွေ့ရပါတယ်တိုင်းစီတင်းဆောက်ဆောက်လို့စင်ကလေးကလူအယိုးကောင်းတွေအယိုးစုတွေတူးဖို့တွေးရှိခဲ့ရတဲ့ဆိုတဲ့တဲ့ရင်ကလည်းထွက်ပေါ်ခဲ့သလိုဆောက်လို့ရင်လုံသားတွေကြုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့ပြည့်ရတွေလည်းအများကြီးရှိခဲ့တာပါ အထင်ရှားဆုံးကတော့ဘယ်နည်းနဲ့မှခုံလဲလို့မရတဲ့ညောင်မင်းကြီးရဲ့တန်တားကြီးပါပဲ။ဒါကြောင့်အခု International School မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စကဒီမြေနေရာရဲ့မပြည့်ပြည့်စုံသေးတဲ့တမိုင်းပုံရိပ်တစ်ခုလို့သုံးသပ်သူတွေကဆိုပါရယ်။ခင်မိတဲ့အဆောက်အုံတွေနဲ့တောက်ပတဲ့ပတ်ဝန်းကျင်တွေကမြေကြီးအောက်ကနာကျင်မှုတွေနဲ့မကျွတ်လွတ်သေးတဲ့ဝိညာဉ်တွေရဲ့တရှိမှုကိုအပြည့်အဝဖုံးကွယ်ထားလို့မရပါဘူး။ဒီကြောင်ရနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။တကယ်ပဲတဘာဝလွန်ဖြစ်ရလားဒါမှမဟုတ်တိုက်ဆိုင်မှုတစ်ခုလား။ တိုင်းစီးတီးနဲ့ပတ်သက်တဲ့ကိုရွေးကြုံမှုတွေပြည့်ရတွေရှိရင်လည်းမှတ်ချက်ပေးခဲ့ပါအောင်နော်